လူတိုင်းကတော့ချောချင်လှချင်ကြတမတာပါပဲယောက်ျားလေးမို့လို့မချောချင်မလှချင်ဆိုတာမျိုးမရှိပါဘူးအ ਨੇ ဆုံးတော့ကြည်ကောင်းချင်ကြတယ်တန်တန်ပြက်ပြက်တသက်ရည်လေးရှိချင်ကြတဲ့သူတွေကြီးပါပဲတစ်ဖက်ကကြတော့စိတ်ထားနဲ့ပတ်သက်ပြီးစိတ်ပိုင်းဆိုင်ရာမှာအရေးသွေးတွေပြည့်မီနေဖို့ကလူတွေကဆရာထက်တန်ကြလားဆိုတော့အဲ့ညာနဲ့ပတ်သက်ပြီးတော့အနှဲငယ်လေးအားနည်းနေတာကိုတွေ့ရပါတယ်ဆိုပါဆိုငါကတော့စိတ်ထားသဘောထားပြည့်ဝတဲ့သူဖြစ်ချင်လိုက်တာငါကတော့စိတ်ကောင်းရှိတဲ့သူကြီးဖြစ်ချင်လိုက်တာငါကတော့စိတ်ထားလေးဘလို့အေးချမ်းနေချင်လိုက်တာဆိုပြီးတော့အဲ့လိုမျိုး ဆန္ဒဖြစ်တဲ့သူနဲပါတယ်ဒါဘာကြောင့်လဲဆိုတော့လူတွေက physically မြင်ရတာဒီရုပ်ရည်ပေါ့ physical appearance ကသာတဲ့တိတာထင်ရှားမြင်နေရတာဖြစ်တဲ့အတွက်အတွင်းပိုင်းမှာတကူတကားမှထုတ်မပြောဘူးတကူတကားမှမတွေးတော့ဘူးဆိုရင်မသိနိုင်မမြင်နိုင်တဲ့စိတ်ပိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့ဖြစ်ချင်တဲ့စိတ်တွေတိဆောက်ချင်တဲ့စိတ်တွေကအာနေယုံနေနေတာပဲဖြစ်ပါတယ်ဒါပေမဲ့အလုံးသိထားဖို့ကရုပ်အလှဆိုတာဒီအကိုင်းအခက်တွေပါပဲ ိတ်လှဆိုတာဒီပင်စီပင်မကြီးနဲ့တကယ်ရေတောက်မြစ်ဖြစ်ပါတယ်အဲ့တော့စိတ်နှုတ်ကရုပ်လှဖို့ကိုအားထုတ်တာတဲ့ဒီပင်စီပင်မကြီးကို strong ဖြစ်အောင်ကျန်းမာအောင်တန်ဆွမ်းအောင်လုပ်နိုင်မယ်ဆိုရင်အကိုင်းခက်အသီးပွင့်နေရာလေးဝေဝေဆာဆာလှပစွာဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကကြားဘူးမှာဗာတချို့တွေခုခေတ်မှာဆိုရင်အရန်ရေပန်းစားလာတဲ့တုံးတုံးလေးရှိပါအဲ့ဒါအကြည်တက်ဆိုတဲ့စကားလေးပါအကြည်တက်လေးအကြည်တက်လေးအဲ့တော့ သူ့ကိုကြည့်လိုက်တာနဲ့ကြည်လင်နေတယ်ဆိုတာကချောနေတာမဟုတ်ဘူးအကယ်ဒမီမင်းသမီးရုပ်ဖြစ်နေတာမျိုးမဟုတ်ဘူးသူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာအေဂျင့်မှုတွေရှင်းလင်းမှုတွေတန့်စင်မှုတွေရှိနေတဲ့အတွက် physical appearance မှာဒါကိုသိမြင်ခံစားနေရတဲ့ဒီပဲမျိုးပါဟောဟင်းတစ်ခွက်ကစားကောင်းနေဆိုရင်ရင်နံလေးတွေမှွေးတယ်လို့မျိုးလူတစ်ယောက်ကစိတ်ပိုင်းဆိုင်ရာမှာကောင်းမွန်တဲ့အေဂျင့်နဲ့ good qualities တွေရှိနေဆိုရင်သူ့ရဲ့ physical appearance မှာလည်းမြင်ရထင်ရနေရပဲဖြစ်ပါတယ်အဲ့တော့ဆိုပါစို့လူတစ်ယောက်ကသူ့မှာ negative vibes တွေများနေ negative vibes ဆိုတဲ့နေရာမှာမကောင်းတဲ့စိတ်တွေအကုန်အကျုံးဝင်ပါတယ်မပျော်ရွှင်တာမကြင်နဲ့တာအလိုမကျတာမုန်းတီးစိတ်တွေများနေတာဝမ်းနည်းတာပူဆွေးတာအတိတ်ကကိစ္စတွေနဲ့နောက်တာရတာစိတ်တန်ရာတွေနဲ့ရှိတာဒီလိုမျိုးမကောင်းတဲ့ feeling တွေเนาะခြားသူပေါ်မှာယုံမာတာဘယ်လိုပြောလဲဝင်တိုစိတ်ရှိတာခတ်ထန်တာကြမ်းတမ်းတာအမျက်ဒေါသကြီးတာဒါတွေရှိနေတယ်ဆိုရင်ကိုယ့်ရဲ့ရေတောက်မြင့်ကြီးကိုယ်၌ကကျမ်းမာနေတာမဟုတ်ဘူးအဲ့တော့ WHO က definition တွေတစ်ခုရှိပါတယ် ဟတ်လို့ခေါ်တဲ့ကျမ်းမာခြင်းပေါ့နော်ကျမ်းမာခြင်းတို့ကဘလို့သတ်မှတ်လဲဆိုရင်ရုပ်ပိုင်းဆိုင်ရာမှာအဲတို့ကယောဂတွေမရှိုံမျှမကရုပ်ပိုင်းဆိုင်ရာမှာကိုလက်အင်ကာခြုံရင်းချက်တွေမရှိုံနဲ့လူတယောက်ကိုကျမ်းမာပြီးလို့သတ်မှတ်လို့မရဘူးတဲ့။ तू ရဲ့ internal မှာ conflict တွေ ကိုကိုတွေးဝေစိတ်တယ်ဒီဟာစိတ်တယ်ငါဒါအောင်လုပ်တင်လားမလုပ်တင်လားငါလုပ်လိုက်တာမှားသွားလားငါတိတ်ကဒီလိုလုပ်ခဲ့မိတယ်ငါတော့မကျေနပ်ဘူးအဲ့လိုမျိုးကိုယ့်ရဲ့ internet conflict တွေရှိနေမယ်နောက်တစ်ခုကပေါင်းသစ်ဆန်ဆန်လူအများနဲ့ပေါင်းသစ်ဆန်ဆန်တဲ့နေရာမှာလေဟိုလူနဲ့မတက်ဒီလူနဲ့မတက်ဟိုလူနဲ့လည်းပြဿနာဖြစ်ဒီလူနဲ့လည်းပြဿနာဖြစ်ဒီလိုမျိုးပြဿနာကြီးရှိနေပြီဆိုရင်ဒီလူကို WHO definition အရအကျမ်းပါလေလို့သတ်မှတ်လို့မရဘူးခုနကပြောလို့ရုပ်ပိုင်းဆိုင်ရာမှာယောဂါတွေမရှိတဲ့အပြင်ကိုယ်လည်းအင်္ဂါချွေးမှုတွေလည်းမရှိဘူးစိတ်ပိုင်းဆိုင်ရာမှာလည်း ကိုကိုကိုတွေဝေစိတ်တွေဒုက္ခစိတ်တွေမကျင်တဲ့စိတ်တွေအများနဲ့ပေါင်းသက်ဆက်ဆံမှာလည်းအဆင်မပြေတာတွေမရှိတော့မှသာလေဒီလူကိုကျမ်းပါတယ်လို့သတ်မှတ်လို့ရပါမယ်အဲ့တော့လူတယောက်ခုနစကားကိုပြန်ကောက်ရမယ်ဆိုလူတယောက်ရဲ့စိတ်ထဲမှာသူ့ရဲ့ရေတောင်းမြစ်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာမှာကိုကိုကိုကျင်နေနေရမယ်ကိုကိုကိုကျင်နေနေရမယ်ဆိုအလကားနေအလကားဘုံဝင်မြင့်နေရအောင်ပြောတာမျိုးမဟုတ်ဘူးဆိုပါစို့အာအလုပ်တစ်ခုကိုလုပ်တယ်အဲ့ဒီခိုင်းဆိုအလုပ်ဘလို့အလုပ်ပဲဖြစ်ဖြစ်ပေါ့ဒီလုပ်ကိုလုပ်တဲ့နေရာမှာကိုယ့်ဘက်က တက်နိုင်ဆုံးအကောင်းဆုံးဘာတွေလုတ်ပေးနိုင်မလဲဆိုတော့ effort ပိုင်းအကောင်းဆုံးလုတ်ပေးလိုက်မယ်အဲ့တော့ဒီအလုပ်လေးပေါ်မှာကောင်းစေလို့တဲ့စိတ်စေတနာနဲ့ဖြစ်တဲ့အတွက်သူ့မှာဒါ positive vibe ပေါ့ positive vibe နဲ့သူအများကြီးစူးစမ်းပြီးတယ်စေတနာထားပြီးတယ်ပြပြရွှေရွှင်ကြည်ကြင်းနဲ့နည်းနည်းတက်တက်နဲ့လုတ်တဲ့အတွက်ကောင်းတဲ့ feeling နဲ့သူလုတ်တယ်နောက်တစ်ခုကဒီ effort ကနေပြန်ပြီးတော့ရလာမယ်အသေးပွင့်ပါပါအောင်မြင်ပါလားကြာရှုံးပါလားဘယ်လိုတက်မှာလဲအဲ့ဒါလို့သူမတွေးဘူးသူ့ဘက်ဆိုင်တဲ့အပိုင်းကြီးကောင်းတာတွေကိုအတက်နိုင်ဆုံးအကောင်းဆုံးလုတ်ပေးလိုက်မယ်အကောင်းဆုံးစူးစမ်းလိုက်မယ်တစ်ဖက်က ဘလို့ result ရလာမယ်ဆိုတော့တွေးတောပူပန်ခြင်းမရှိဘူးအဲ့ဒါဆိုရင်သူဒီဘလို့ပြောရမလဲသူစီမှာကောင်းတဲ့စိတ်ကလေးတွေပဲရှိနေတာအဲ့တော့ तू နဲ့တွေးရတဲ့သူ तू နဲ့စကားပြောရတဲ့သူအော် तू နဲ့ပြောလိုက်ရင်အမြဲတမ်းတက်ကြွနေတာပဲသူစီရဆိုကောင်းတဲ့စကားလေးတွေပဲကြားရတယ်ပျော်ရွှင်တဲ့စကားလေးတွေပဲကြားရတယ်လူတိုင်းမှာတော့အစင်မပြေစရာစိတ်ညစ်စရာတော့ရှိတာတော့အမှန်ပါပဲဒါပေမဲ့ကိုအစင်မပြေတာယူတစ်ချိန်တော့ခိုးတကောင်လိုညှဉ်းညူပြီးပြောဆိုနေရင်ကြတော့ဒီဘလို့ပြောမလဲစိတ်ခံစားချက်ဆိုတာ energy လေအခိုင်းဆိုတာ energy ဖြစ်တဲ့ energy ဒီစီးကူးတဲ့ သဘောတရားမှာရှိတယ်ကိုယ့်စီကအဆင်မပြေတာတွေညှင်းညူတာတွေကကိုယ်နဲ့စကားပြောလိုက်တဲ့သူတွေးလိုက်တဲ့သူစီကိုစီးကူသွားတယ်အဲ့တော့ဘဒုမာဒီလို back energy သူနဲ့တွေးလိုက်ရင်စိတ်ညစ်သွားတယ်ဝါရီစိတ်ကုံသွားတယ်ဟာဒီနိုင်ငံမှာရှင်သားတာပဲလူဖြစ်ချိုးမနေတဲ့ဖီလင်းတွေဝင်သွားတယ်ဆိုရင်ဘဒုမာသူ့ကို နေ့လိုတော့မှာမဟုတ်သူ့ကိုကြည့်လိုက်မယ်ဆိုလည်းအမြဲတမ်းအလိုမကျတာရဲ့ကြောင့်တတောက်ပပ ethically မရှိနေတော့ဘူးပေါ့နော်အဲဒါကြောင့်မလို့စိတ်တော့ကိုယ့်ရဲ့စိတ်ပန်းဆံမှာပျော်ရွှင်နေမယ်ဆိုရင်ခန္ဓာကိုယ်ကဒီ dopamine တို့ endorphin တို့စသဖြင့်ဒီလို hormone တွေ happy hormone တွေထွက်လာတယ် feel good hormone တွေထွက်လာတယ်ပြီးရခါကျဟိုလူကကြည့်လိုက်တဲ့ ethically ဖြစ်နေအဲ့တော့လူကကြည့်လိုက်ရင်သူမျက်နှာလေးကရွှင်နေတယ်ရွှင်နေတယ်ဆိုတာ မိတ်ကတည်းလိန်ထားတိုင်းလည်းလာတာမဟုတ်ဘူးအဲ့တော့ငကိုတိုင်းလေးရွှင်နေဖို့ဆိုတာစိတ်ပိုင်းဆိုင်ရာမှာအကောင်းတဲ့စိတ်တွေရှိနေရမယ်သူများကိုဟာကြော်မဲ့ခွာမဲ့အဲခုံမဲ့ထင့်မဲ့အဲ့လိုစိတ်မျိုးရှိနေရင်လည်းသူ့ဝိစိတ်မှာသူ့ကိုကြိလိုက်တာနဲ့အမ်သဘောကောင်းတဲ့စိတ်နှွေးထွေးတဲ့ဆိုရင်ဖီလီပီဘယ်သူမှရရှိမှာမဟုတ်ဘူးအဲ့တော့တကယ်တကယ်လူတွေပေါင်းတဲ့အရာမှာချောတာလှတာတဲ့သူနဲ့ကြောလိုက်ရင်သူနဲ့ပေါင်းတဲ့လိုက်ရင်စိတ်ထဲမှာချမ်းမင်းဖြစ်သွားတယ်ဟိုနှစ်လိုပဲကောင်းတယ်အဲသူနဲ့တွေ့လိုက်ရင်အဲသူ့မျက်နှာလေးကိုကဟိုပျော်ရွှင်စေစိတ်လိုကလှတဲ့အရာကိုမြင်ရင်စိတ်ထဲမှာကြည်နေတယ်အဲ့တော့ လူတယောက်ရဲ့ရုပ်သင်ပြင်မှာသူဒီကြည်ကြည်နူးနူးပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင်ချစ်ချင်းချစ်တာရင်းနဲ့ပွားနေတဲ့လူတယောက်ကိုတွေ့ကိုယ်စိတ်ထဲမှာလည်းအဲ့ vibe ကိုစီးကူးလာတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့စိတ်တို့ကရုပ်လှတာလဲလှတာပေါ့ဂရုမဆိုင်ရဘူးတော့မဟုတ်ကိုယ့်ရဲ့ physical appearance ကိုမှလှကျင်နေဆိုရင်ကိုယ့်စိတ်ကို healthy ဖြစ်နေအောင်စိတ်အတွင်းမှာရှိတဲ့ဖြည်စည်းမှုတွေမလိုလားအပ်တဲ့ဒေါသတွေအမုန်းတရားတွေပူဆွေးမှုတွေဒါတွေကိုဖယ်ရှားနိုင်ဖို့လိုပါတယ်ဒါတွေကိုဖယ်ရှားနိုင်မယ်ဆိုရင်ရုပ်ရည်အတွင်းမှာကြည်လင်လာမယ်အေးချမ်းလာမယ်နောက်တစ်ခုကခန္ဓာကိုယ်ရဲ့ ကျမ်းမာခြင်းကိုခယူဆိုင်ရမယ်အဲ့တော့ခန္ဓာကိုယ်ကျမ်းမာခြင်းကိုဒါဘယ်လိုလဲဆိုတော့အရေးပြေဝအောင်အိတ်တာအစားအသောက်ကိုကျန်းကျန်းမာမာကျန်းမာတယ်တော့ healthy food တွေကိုစားပေးတာ fast food တွေကိုမစားနဲ့လို့မပြောတတ်နိုင်ပါဘူးညှော့စားတာကိုယ်လက်လေးချိန်ငယ်လှုပ်ရှားမှုမှန်မှန်လှုပ်ခြင်းအပြင်ခန္ဓာကိုယ်ကသွေးလက်ပတ်မှုတွေကောင်းနေမယ် strong and fit ဖြစ်နေမယ်ဆိုရင်ဒီ physical health ဒီ mental health ပေါ်မှာတက်ရောက်တယ်အဲ့တော့ mental health ကလေတဖန်ဒီ physical appearance ပေါ်မှာပြန်ပြီးတော့တက်ရောက်မှုရှိနေပြန်ရောအဲ့တော့ဒါဒီ vicious cycle ပဲအဲ့ဒါကြောင့်ကိုကိုကိုချစ်ပြီးတော့ကျန်းကျန်းမာမာနေမယ်ကိုယ်စိတ်မှာပေါ့နော် မလိုလားအပ်တဲ့မထိန်ချုပ်နိုင်တဲ့ emotion တွေကိုဖယ်ရှားခြင်းအဖြစ်ကိုယ့်ရဲ့ appearance မှာမှာလှပတဲ့ agent နဲ့အသွင်မြေကိုရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ရုပ်လာနဲ့စိတ်လှကိုနောက်ခုစလုံး balance ဖြစ်နေတဲ့ဆိုရင် makeup လိမ့်ပြီးစိတ်ထိုင်ပုံနေလို့မရဘူး makeup လိမ့်ပြီးတော့ကဝင်နေလို့မရပါဘူးအဲ့တော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုနံပါတ်1 first step အနေနဲ့ ကိုယ့်ရဲ့စိတ်ကလေးကျမ်းမာအောင်ကိုယ့်ရဲ့စိတ်ကလေးအေးချမ်းအောင်ကိုယ့်ရဲ့စိတ်ကလေးပျော်ရွှင်အောင်တည်ဆောက်ခြင်းအားဖြင့်အတီးအပွင့်အခက်အပွင့်တွေအနေနဲ့စိတ်တို့ကရုပ်ပိုင်းဆိုင်ရာကြည်လင်အေးချမ်းတဲ့ appearance မျိုးကိုရရှိမှာပဲဖြစ်ပါတယ်။ဒါဆိုရင်စိတ်ဒီနေ့ပြောတာလေးကိုနားထောင်ပြီးွားပြီဆိုရင်ဘယိုပြိတ္တကြီးအနေနဲ့စိတ်ပိုင်းဆိုင်ရာအလှကိုနံပါတ်1ဦးစားအပေးစူးစမ်းတည်ဆောက်ခြင်းအားဖြင့်ရုပ်ပိုင်းဆိုင်ရာအလှပ ်ဒီကိုအကျိုးမြတ် extra နေနဲ့ရရှိမယ်ဆိုတာသဘောပေါက်နားလည်သွားမယ်လို့မျှော်လင့်ပါတယ်ဒီစီစဉ်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသားမှာဖြစ်တဲ့အဆောင်မျိုးကြည့်ရှုကြပါအောင်နော်